ထိုင်းနိုင်ငံမှာကောင်းမြို့ကရမန်အကျဉ်းထောင်မှာထင်းထင်းခံနေရတဲ့တရုတ်အကျဉ်းသားတွေကို VVIP အထူးအခွင့်အရေးပေးခဲ့ကြောင်းအထောက်အထားတွေတွေ့ရှိတဲ့အတွက်ထောင်ပိုင်းကိုတခြားနေရာပြောင်းရွှေ့လိုက်ပါတယ် Great Chinese လို့ခေါ်တဲ့ဒီတရုတ်အကျဉ်းသားတွေဟာအွန်လိုင်းငွေကြေးလိမ်လည်မှုအပါအဝင်နိုင်ငံဖြတ်ကျော်ရာဇမှုမျိုးစုံကျူးလွန်မှုနဲ့ဖမ်းဆီးခံထားရသူတွေဖြစ်ပြီးသူတို့ကိုတိကျဆောင်မှာထင်းထင်းထားပါတယ်အဲ့ဒီအထက်မှာထိုင်းအနာဘိုင်တွေကနိုဝင်ဘာ12ရက်နေ့မှာတရုတ်ကိုလွှဲပြောင်းပေးလိုက်တဲ့ရွှေကုတ်ကိုမျိုးကကြားဖြန့်အွန်လိုင်းငွေလိမ်ကောင်းကောင်းဆောင်ရှိကြံလဲပါပါတယ် ထောင်တာဝန်ရှိသူတွေကိုလက်ပေးပြီးတရုတ်နိုင်ငံသားတွေဟာအယားကွန်ဒီရှင်နဲ့စီးကရက်တွေအပါအဝင်အသုံးဆောင်ပစ္စည်းတွေအပြင်သူတို့အတွက်ပြည်ထစာတွေခေါ်ပေးတာမှာနာမည်ကြီးတရုတ်မော်ဒယ်တဦးကိုဘန်ငွေတတန်းပေးပြီးခေါ်ယူတာလည်းပါတယ်လို့ဆိုပါတယ်ဒီကိစ္စကိုထိုင်းအကျဉ်းသားတွေကအကျဉ်းဦးစီးဌာနကိုတိုင်ကြားခဲ့တာကြောင့်နိုဝင်ဘာလ16ရက်နေ့မှာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်စစ်ဆေးရေးအဖွဲ့ရောက်သွားချိန်မှာပြစ်မှုကျူးလွန်နေတာလက်ပုလက်ကျမတွေ့ရပေမဲ့ တိုင်ကြားထဲမှာပါတဲ့အတုံးဆောင်ပစ္စည်းတွေအပြင်လိန်ဆက်ဆံမှုဖန်တီးပေးထားတဲ့လျှို့ဝှက်မြေအောက်ခန်းထဲကတုပ်ရည်တွေပါတဲ့တီရှူးစက်ကူတွေကွန်ဒုံးတွေကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီထောက်ထားတွေကို DNA စစ်ဆေးသွားမယ်လို့ပြောပါတယ်။နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေမပြည့်စုံခင်အထိထောင်ပိုင်းမနော့ချုံချွန်းနဲ့ဝန်ထမ်း၄ဦးကိုမနစ်နိုဝင်ဘာ20ရက်နေ့ကအချင်းဦးစီးဌာနရုံးချုပ်ကိုယာယီပြောင်းရွှေ့တာဝန်ပေးထားတယ်လို့ဆိုပါတယ်။ဝန်ကြီးချုပ်အနုထင်ချန်ဝေလကူးကလည်း ဥပဒေနဲ့အညီတိကျစွာအရေးယူဆောင်ရွက်ဖို့တရားရေးဝန်ကြီးကိုညွှန်ကြားထားကြောင်းနဲ့ဥပဒေချုပ်ပေါက်သူမှန်သမျှအရေးယူခံရမှာဖြစ်ကြောင်းဒီကနေ့သတင်းတောက်တွေကိုပြောပါရယ်ဒီတရုတ်ကျင်းသားတွေဟာအပြင်မှာရှိနေတော့ကလည်းတက်ဆိုင်ရာနိုင်ငံအသီးသီးကအစိုးရတာဝန်ရှိသူတွေအာဏာပိုင်တွေကိုလက်ပေးလက်ယူလုပ်ပြီးနိုင်ငံဖြတ်ကျော်ဒုစရိုက်မှုမျိုးစုံကျူးလွန်ခဲ့လို့ထောင်ကျနေတဲ့အချိန်မှာတောင်သူတို့ရဲ့အကျင့်ပြက်ဇာတိရုပ်ပျောက်မသွားပဲထောင်ထဲရောက်တဲ့အထိဥပဒေကိုဆက်ပြီးကျူးလွန်နေကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ